โอเคเนาะကိုခန့်စိုးနောင်ရင်မင်္ဂလာပါ ADB 160ကတဲ့ပြန်ရောင်းရင်တအားရှုံးလားခင်ဗျာတဲ့ပြန်ရောင်းရင်တအားကြီးတော့မရှုံးပါဘူးခင်ဗျာเนาะမြန်မာနိုင်ငံမှာတော့ Honda Cycle တွေမှာဆိုတော့ Honda Clinic Scoby ကဈေးအကောင်းဆုံးအရောင်းဝယ်အတွက်ဆုံးတဲ့လူကြိုက်အများဆုံး Cycle နှစ်စီးပဲဖြစ်ပါတယ်ဒုတိယလိုက်တာကတော့ Honda PCX ကဒုတိယလိုက်တာကတော့ Honda PCX ရှိမယ် Honda ADV တွေရှိမယ်ပေါ့เนาะ ခုန EDV တွေကလည်းဒါအခုနောက်ပိုင်းဆိုရင်ဘုံမအဝယ်လိုက်လာပြီဘာလို့လဲဆိုရင်ဒါ EDV ဆိုင်ကယ်တွေရဲ့အတားကြီးရဲ့လူကြိုက်များတဲ့အချက်ကိုကျွန်တော်ကအရင်တော့ကကနနမသိခဲ့ဘူးဒါကျွန်တော်အပွင့်လင်းဆုံးပြောတာဒါဟိုနေ့ကပဲဒါကျွန်တော် review video လေးတင်ပေးထားသေးရယ် review video ကတော့ Honda EDV 350ဆိုင်ကယ်ရဲ့အကြောင်းပေါ့နော်160တော့မဟုတ်ဘူးဒါပေမဲ့တေချာတစ်ခုတည်းသူ့ရဲ့ function တွေကိုလေ့လာကြည့်လိုက်တဲ့အခါမှာ Honda Clicks ကိုပြီးတဲ့ဘာနဲ့မှကိုမဆိုင်တာနော် ဝင်နာကလစ်ကိုဗီနဲ့ကိုဘာမှကိုမဆိုင်တာသူက function တွေအများကြီးပါသွားတယ်ဝင်နာကလစ်ကိုဗီမှာလုံးဝလှုပ်လို့မရတဲ့ function အစ်တတွေအစ်တတွေအများကြီးကို Honda ADV 350 cycle မှာအများကြီးလှုပ်လို့ရတယ်အဲ့လိုပဲ Honda ADV 160 cycle မှာဆိုလည်း function တွေက click တဲ့အများကြီးတားပါတယ်အဲ့လိုပြန်ရောက်ရင်ရှုံးမှလားဆိုရင်တော့ Honda ADV တွေက Honda ADV 160ရော350 cycle တွေခုနောက်ပိုင်းအရင်ထက်အရင်ထက်ပိုပြီးမှအဝယ်လိုက်လာပါတယ်အဲ့လိုပြန်ရောက်ရင်မရှုံးပါဘူးခင်ဗျ ီကလာမှာဆိုင်ငယ်ဈေးတွေကပိုပိုပြီးမှနော်တက်နေတာဖြစ်တဲ့အတွက်ဈားထဲမှာစီးရတာအမြတ်ပါကိုကဥမာနောက်တနေ့ကိုကဈားထဲမှာနှစ်နှစ်လောက်စီးမယ်သုံးနှစ်လောက်စီးမယ်အဲ့ဒီလိုစီးပြီးမှပြန်ရောင်းရင်ကိုအရင်ဈေးတက်ဝယ်တော့ကအရင်ဈေးတက်ကိုအများကြီးပုံမြက်နေတာပဲဖြစ်ပါတယ်စီရတာအမြက်ရငွေတာအမြက်ရပါခင်ဗျာဒါတော့လက်ရှိဈေးကွက်ရဲ့အမှန်တရားပါပဲเนาะဒါတော့လက်ရှိရဲ့ဒါတော့လက်ရှိဈေးကွက်ရဲ့အမှန်တရားပါခင်ဗျာအဲ့ဆိုအဓိကဖြည့်ချင်တာကတော့ပြန်ရောင်းရင် မရှုံးပါဘူးခင်ဗျာ မရှုံးပါဘူး မြက်တောင်မြက်ပါသေးတယ်ဟုတ်အဖြေလေးရမထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျကိုဆိုင်ဝရဲ့မင်္ဂလာပါကိုစိုးမင်းရဲ့မင်္ဂလာပါ drink 125 basil ရဲ့တိကျင်လောက်ပါတဲ့ drink 125တရားလောလောဆယ် round 25မော်တယ်ဆိုရင်เนาะ330 340အဲ့ဒီတပတ်လည်းမှာဈေးပေါက်နေပါတယ်ခင်ဗျာကိုကျော်လင်းထွင်းရဲ့မင်္ဂလာပါ clip 160နဲ့ pc 160ကတဲ့ engine ဘင်ဟာကပါဝါပူကောင်းလေတဲ့ဈေးတော့နည်းနည်းกว่าတာသိချင်းလို့ပါတဲ့ဟုတ်ကဲ့အင်ဂျင်ပါဝါပူကောင်းတာဒါနှစ်ခုလုံးကတော့ဒါအင်ဂျင်ပါဝါတွေက 160cc ဖြစ်တဲ့အတွက်နှစ်ခုလုံးကတော့အင်ဂျင်က level 2လောက်ပါပဲကိုကဘယ်ပုံစံကိုကြိုက်တာလဲဆိုတာကိုပဲအဓိကရွေးချယ်ရမှာပဲဖြစ်ပါတယ်နော်ညာတော့အပြင် highway ကိုကသွားလိတသာရှိတယ်ဆိုရင်တော့ Honda PCA 160 cycle ကိုရွေးချယ်စီးနှင်းမှာဘာလို့လဲဆိုရင် PCA 160ကကလစ်တဲ့စာရင် အများကြီးစီးနင်းရတာပုံမှန်ညံ့ညောင်းမှုရှိတယ် highway မောင်းရတာပိုကောင်းတယ်လို့ဒါစီးနင်းသူတွေရဲ့ feedback ရသိရပါတယ်အဲ့တော့ clip 160ကတော့ဒါမြူရဲဆိုရင်တော့ကောင်းတယ် highway ဆိုရင်တော့တခါတည်းရန်နည်းနည်းလေးညောင်းတတ်တယ်နော် PCA လောက်ပိုပြီးမှညံ့ညောင်းမှုမရှိဘူးလို့ဒါကတော့အတန်လေးတွေကြားရတယ်ပေါ့နော်အဲ့တော့ကိုကမြူရဲပဲစီးမယ်ဆိုရင်တော့ clip 160ကိုပိုပြီးမှ UJ စီးနင်းမှာဟို highway ကိုအမြင်နဲ့တွားလေးတတ်တာရှိတယ်ဆိုရင်တော့ Honda PC 160ကိုရွေးချယ်စီးနင်းမှာလို့အကြံပြုကြပါတယ်။ engine power ကအတူတူပဲဖြစ်တဲ့အတွက်အယုံအဆွဲကတော့ level တန်းအတူတူပါပဲခင်ဗျာ။အဖြေလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ကိုမင်းမြတ်တူရေအောက်ဆွေးနွေးလေးရပါတယ်ရတယ်မိကွန်းလေးတွေကိုကွန်မန့်မှာရေးပေးခဲ့မယ်နော်ကျေးဇူးပါခင်ဗျာကိုချစ်သေးရေမင်္ဂလာပါကန်တူကိုချစ်သေးရေမင်္ဂလာပါ ကန်တာ125အားပဲစေးပေါက်နေလေတဲ့ကန်တာ125အားတွေကလောလောဆယ်เนาะ95မော်ဒယ်ဆိုရင်35သိန်းတစ်ပတ်လမှာဈေးပေါက်နေပါတယ်ဒါကတော့ brand new license ပါဈေးကိုပြောတာပဲဖြစ်ပါတယ်ကုမောင်မောင်ထွန်းထွန်းရေမင်္ဂလာပါ Honda NCH 100 license ပါတဲ့2019လမြင့်46သိန်းနဲ့ဝေတာများလားတဲ့မများပါဘူးခင်ဗျအဲ့ဈေးကတန်ပါတယ်တကယ်တန်ပါတယ်ခင်ဗျကုမောင်ထွန်းရေကျေးဇူးတင်ပါတယ်ခင်ဗျเนาะ ကိုမင်းသူတွေရင်မင်္ဂလာပါဇီရီချဖို့ရှိလာတယ်ဇီရီချဖို့အလားလားမရှိပါဘူးခင်ဗျာเนาะတော်တော်ကလည်းဖြည့်ခဲ့ပြီးပြီเนาะအဲ့မှာတစ်ချက်ပြန်ကြည့်ပေးเนาะဇီရီချဖို့အလားလားလုံးဝမရှိပါဘူးဇီရီထပ်မတင်အောင်တော်တော်ကန်ကောင်းပါခင်ဗျာထပ်မတင်အောင်ကန်ကောင်းပါခင်ဗျာကိုဆိုင်ဝင်ရရင်မင်္ဂလာပါဘတ်စပါအကြောင်းလေးတွေပြပြပေးပါအောင်နဲ့ဟုတ်ကဲ့ဘတ်စပါတွေကအရေးတွေးတော်တော်ကောင်းပါတယ်เนาะ Honda Clip Cycle တွေ Honda Scoopy Cycle တစ်ခုပို့ပြီးမှအစွဲယုံကောင်းပါတယ် ။ဘာကြောင့်ဆွေယုံကောင်းတာလဲဆိုရင် तू ကခုနကလစ်ဆိုင်ကလေးမှာ 125cc နဲ့ထုတ်နေကြတဲ့ကဘတ်စပါဆိုင်ကလေးက 150cc နဲ့ထွက်ရှိတာပဲဖြစ်ပါတယ်။ပြီးရင် तू ရဲ့ engine ကအဆွေယုံအရန်ကျန်းတယ်နော်။ဟွန်နာကလစ်နဲ့ကိုဘာမှမဆိုင်ဘူးအဲကြောင့်မလို့လေရောင်းစည်းမှာကလေးကဟွန်နာကလစ်ထက်ပိုပြီးမှဈေးကြီးတာပဲဖြစ်ပါတယ်လောလောဆယ်ဟွန်နာကလစ်ဆိုင်ကတည်းကဈေးတော်မှ300ကျော်နေချိန်မှာဘတ်စပါဆိုင်ကဒီဘတ်စ ဘတ်စပါဆိုင်ဂရီဒီလည်းတေချာပေါက်350နဲ့အထက်ဖြစ်မှာတော့အသေးချာပါပဲအဲ့အတွက်ဘတ်စပါဆိုင်ဂရီကစီးမဲ့ဆိုရင်စီးပြွားတယ်တခုတော့ရှိတယ်မြန်မာပြည်နဲ့မကိုက်တာကအပူပစ္စည်းတော့နည်းနည်းရှားတယ်ဝယ်လို့မရဘူးလားဆိုရင်ဝယ်လို့တော့ရတယ်တော့လချီစောင့်ရတတ်တယ်ဥမာတလတန်ဒီနလတန်ဒီသုံးလတန်ဒီအဲ့လိုမျိုးအပူပစ္စည်းမှရင်တော့နည်းနည်းကြာတာလေးတော့ရှိတတ်တယ်အရေးတွေးရတော့တော်တော်ကြီးကောင်းပါတယ်ခင်ဗျာဟုတ်အဖြစ်လေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျာ ပပကောင်းပါရှင်မင်္ဂလာပါခင်ဗျာလိုင်းရလည်းမကောင်းဘူးလေဟုတ်တယ်ခင်ဗျာလိုင်းရကြကြသွားတယ်ကိုမင်းသူရရင်မင်္ဂလာပါခင်ဗျာကိုအောင်ကောင်းပါရှင်မင်္ဂလာပါ15 IG တဲ့2016လိုင်းစင်ပါဆိုဘယ်စီဖြစ်နေပြီလဲတဲ့ဟုတ်ကဲ့15 IG တွေက2016 model ဆိုရင်เนาะလုံးလုံးစဲဘိန်းကျောပေါ်မှာမူတည်ပြီးမှဘိန်းကျောပေါ်မှာမူတည်ပြီးမှသူကလည်း360တပတ်လေလောက်တော့ရှိနိုင်ပါတယ်ခင်ဗျာ ကျော်တူဝင်းရေမင်္ဂလာပါတရုတ်ဆိုင်ကလေးဈေးကျနိုင်ကြီးရှိလားတဲ့ဈေးကျနိုင်ကြီးလုံးဝလုံးဝမရှိပါဘူးခင်ဗျာနော်ပြီးရဲ့ရဲ့ပိုင်းကလည်းကျွန်တော်အဲ့ဒီမေကွင်းတားနဲ့အမေးများတယ်အခုဒီလိုက်မှလဲဒါမေးတာဆိုရင်ဒါ၃ဦးရှိပါပဲအဲ့ဒါဆိုတော့တရုတ်ဆိုင်ကလေးလည်းဈေးကျဖို့အလားအလာမရှိပါဘူးမရှိပါဘူးနော်ဈေးကထပ်မတင်အောင်ကန်ကောင်းပါတော့ပြီးရဲ့ရဲ့ပိုင်းကဆိုရင်ဒါဝတောက်ကြီးရဲ့နဲ့ပေါ့လိုင်စင်မာဆိုင်ကလေးတီတရုတ်ဆိုင်ကလေးတီကျန်တဲ့သိန်း73သိန်းအဲ့လိုမျိုးဈေးတက်တော့ပါတယ်အဲ့ဒီအတွက် ရှစ်လျှောက်လဲဈေးတန်းကမာနေဦးမှာဖြစ်တဲ့အတွက်ဂျားတဲ့ကာလမှာဈေးကျဖို့အလားအလာလုံးဝလုံးဝမရှိသေးပါဘူးအဓိကတော့ license ပါဆိုင်ကလေးကအလုံးလောက်မရသေးတာရယ်ပြီးတော့ငွေဈေးကြောင့်ရယ်ပေါ့နော်ငွေဈေးကြောင့်ရယ်ပေါ့အဲဆိုတော့ဒါနောက်ပိုင်းပေါ့နော်ဒါနောက်ပိုင်းဒါ license တွေဖွင့်ပေးလိုက်မယ်ဆိုတော့လေဒါ license ပါဆိုင်ကလေးဒီလဲဒါဈေးတန်းအနည်းငယ်တော့ကြာကောင်းကြာနိုင်တာပေါ့ဒါလောလောဆယ်အခြေအနေတွေကလောလောဆယ်အခြေအနေတွေရတော့တရုတ်ပါ လောလောဆယ်အခြေအနေရတော့တရုတ်ဆိုင်ကလေးလည်းဈေးကျဖို့အလားအလာလုံးဝလုံးဝမရှိသေးပါဘူးလို့ပဲကျွန်တော်ကတော့ဖြေချင်ပါတယ်ခင်ဗျာအဖြေလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျာပေါင်ဝရင်ဂျာအောက်မှရှင်မင်္ဂလာပါဝနာကလစ်160ဆိုင်ကဈေးနှုန်းလေးသိချင်လို့ပါတဲ့ဝနာကလစ်160တွေကဈေးတွေကအရန်ရန်ထိုးတက်သွားတယ်ဟဲ့နော်ဒါကျွန်တော်လဲဈေးတစ်ခါတစ်ခါဈေးကိုအဲထဲကိုဆင်းလိုက်တာနဲ့ ဇီးတဲ့နေစုံစမ်းလိုက်ပြီဆိုရင်တစ်ခါတခါမျက်လုံးပြပြသွားတယ်။အနက်ကလေး160တွေကအခုဆိုရင်တော့ license ပါပေါ့။ရပ်ပလက် license ကြီးနဲ့ special edition ဆိုရင်300တောင်ကျော်နေနော်။ဘလောက်ထိဈေးတွေမြောက်သွားလဲ300တောင်ကျော်နေပြီနော်။ Yoo version ဆိုရင်390တပတ်လည်းဖြစ်နေ Yoo version ဆိုရင်နော်။သူကဒီလိုဖြစ်တာပေါ့နော်။သူက Watout ဆိုင်ကလည်းဈေးကကောင်းတာ။ Watout ဆိုင်ကလည်းဝနာကလေး160ဆိုရင် special edition ဆိုရင်390ဝန်းကျင်လောက်ဈေးပေါက်နေတာပေါ့။ အဲ့ဆိုတော့ဝတ်တော့ဘိန်းတော့အဲ့လောက်ပေါက်နေတော့ဒီဘက်မှာ license ကရှားနေတဲ့အချိန်မှာ license ပါဆိုင်ကလေးတွေကဈေးကအများကြီးဈေးထိုးတက်သွားတာနော်ဈေးကောင်းသွားတာပေါ့ဈေးကောင်းသွားတာပေါ့နော်အဲ့လိုမျိုးပါခင်ဗျာအဖြစ်လေးရမယ်ထင်တော့ power ranger အကောင့်ပိုင်ရှင်ရေးကျေးဇူးတင်ပါတယ်ခင်ဗျာဆောအကောင့်ပိုင်ရှင်မင်္ဂလာပါ edison etrin ကအားလုံးမလျော့တာ error လားတဲ့ဟုတ်ကဲ့ အားလုံးကလုံးဝလုံးဝမလျော့ဘူးဆိုရင်တော့အဲဒါရှိကောင်းရှိနိုင်ပါတယ်เนาะပတိပိန်နေဒီเนาะကိုကသုံးလိုက်ရင်သုံးလိုက်တယ်လို့เนาะဖြည်းဖြည်းချင်းစီးတာများများသလိုပတိအားလုံးလေးတွေကလည်းရော့ရော့သွားမှာပဲဖြစ်ပါတယ်ပတိအားလုံးကလုံးဝလုံးဝမလျော့ဘူးဆိုရင်တော့အဲဒါတင့်နေတာဖြစ်ပါတယ်တချစ်အက်ဒီဆင်ဆိုင်ကယ်ရှိုးတို့မှာတချစ်ပြကြည့်ပေးเนาะသွားပြကြည့်ပေးပါခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာကိုမင်းသူရင်ပြပိုက်တွေပြန်ချဖို့ရှိသေးလားတဲ့ ပက်ဖိုက်တွေလည်းဈေးကျဖို့မရှိပါဘူးခင်ဗျာဒီကလာမှာဆိုင်ကယ်ဈေးကတရုတ်ဆိုင်ကယ်ရောထိုင်းဘိန်းရောပက်ဖိုက်တွေရောဘာဘိန်းမဆိုဈေးကျဖို့အလားအလာလုံးဝလုံးဝမရှိသေးပါဘူးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာမင်းလေးရဲ့ကိုကိုအောက်မှရှင်မင်္ဂလာပါမင်းလေးရဲ့ကိုကိုအောက်မှရှင်မင်္ဂလာပါခင်ဗျာထိုင်းကဆိုင်ကယ်တဲ့မြန်မာပြည်ပြောင်းချိန်မှာလိုင်စင်ဝင်လို့ရလာတဲ့ လောလောဆယ်မရသေးပါဘူးခင်ဗျလိုင်စင်တွေကပိတ်ထားစေဖြစ်ပါတယ်ခင်ဗျာလာပြီဝင်ကောင်းပါရှင်မင်္ဂလာပါခင်ဗျာဝင်တာနဲ့ဝင်တာအစိတ်ပါกว่าလဲတဲ့ လာပြီဝင်းကောင်းပါရှင်မင်္ဂလာပါဝန်တာနဲ့ဝန်တာအန်စိတ်ဘာကွာလဲတဲ့ဟုတ်အဲ့ဒီမိကွန်းလေးကိုဖြေရမယ်ဆိုရင်တော့ဝန်တာနဲ့ဝန်တာအန်စိတ်ဒီဒီနော်ဘာကွာလဲဆိုရင်အဓိကတော့ဝန်တာကဝန်တာပဲဖြစ်ပါတယ်ဝန်တာအန်စိတ်ကဝန်တာအန်စိတ်သီးတန်ဖြစ်ပါတယ်နော်တွေ့သလိုနဲ့ရှုပ်သွားတော့မသိဘူးဘာလို့လဲဆိုရင်ဝန်တာကသူ့ရဲ့ main company ကဝန်တာဆိုတာရှိပြီးသားအဲ့ဒါကုမ္ပဏီတက်တက်စိတ်ယုံတက်တက်ရှိတယ်နော်အဲ့ဒီမှာ NCH ဆိုတာဒီ distribution company တခုပဲဖြစ်ပါတယ် Honda NCD သူ့ရဲ့ Honda မူရင်းမဟုတ် Honda စက်ရောက်မဟုတ်ဘူးသူက Honda NC ဆိုတာဒီ Honda ဆိုင်ကယ်တွေကိုသူ့နိုင်ငံတွေမှာနိုင်ငံအလိုက်ပေါ့နော်နိုင်ငံတိုင်းမှာရှိတယ်မြန်မာပြည်မှာလည်း Honda NC မြန်မာရှိလို့ပဲကမ္ဘောဒီးယားမှာဆိုလဲ Honda NC ကမ္ဘောဒီးယားဆိုပြီးရှိပြီးသားဒါတော့သူ့ရဲ့ကိုယ်စားလှယ်လေးပြီးထားတဲ့ company ပေါ့ Honda ကတိုက်ရိုက်ဖြန့်ဖြူးရောင်းချတာမဟုတ်ဘဲနဲ့ဂျားထဲမှာ distribution company တခုကိုအပ်လိုက်တယ်အဲ့ဒီ company နာမည်က NCA company ဖြစ်ပါတယ် အဲ့အတွက်မြန်မာမှာဆိုလဲဟွန်ဒါအစိမ်းမြန်မာကုမ္ပဏီရှိတယ်။ဟွန်ဒါကတိုက်ရိုက်လာမဖြန့်ဘူး။ဟွန်ဒါအစိမ်းမြန်မာကုမ္ပဏီကို distribution ဖြန့်ဖို့ကုစလဲတနိုင်ငံလုံးရဲ့ကုစလဲပေးလိုက်တယ်။သူကနေမှတဆင့်ဖြန့်တယ်ပေါ့။အဲ့လိုပဲအခြားသောနိုင်ငံတွေမှာဆိုလဲအဲ့လိုပဲ။နော်ကမ္ဘောဒီးယားမှာဆိုလဲဟွန်ဒါ NCA ဆိုပြီးရင်တတ်တတ်ရှိတယ်။အဲ့ဒီကုမ္ပဏီကနေပဲနော်ဟွန်ဒါကထွတ်ထမြဘိန်းနေအားလုံးကိုအကုန်လုံးဝယ်ပြီးမှသူက distribution တနိုင်ငံလုံးကိုဖြန့်ပြူတာဖြစ်ပါတယ်။ကျန်တဲ့နိုင်ငံတွေရောတင်ဖို့ရောင်းချတာပဲဖြစ်ပါတယ်။ ိတ်တွေ့ဟွန်နာအန်စီဆိုတာဒီ distribution company ပါဖြန့်ဖြူးရေး company တက်တက်ပဲဖြစ်ပါတယ်အဲဆိုတော့တချို့ကကျတော့ NCA ကဘိန်းထွက်လို့ NCA ဘိန်းမို့လို့ NCA ဘိန်းမို့လို့ပြောတယ်အဲ့ဒီ NCA ဘိန်းကလည်း Honda ဆိုင်ကမဟုတ်ဘူးလားနော် Honda ဆိုင်ကတွေပဲ NCA company တွေကနေဖြန့်ဖြူးရောင်းချပေးတာပဲဖြစ်ပါတယ်စိယုံဝန်နေတခုတည်းစိယုံတခုတည်းကနေအတူတူပဲထွက်လာတာပဲဖြစ်ပါတယ်เนาะအဲဆိုတော့တချို့ကကျတော့ထင်အောင်ထင်မှားနဲ့ NCA ဘိန်းဆိုရင်ပဲเนาะ BNN ဘိန်းလို့လို့တချို့ကထင်အောင်ထမားနဲ့ NCA ဘိန်းဆိုရင်ပဲ BNN ဘိန်းလို့လို့တခြားနိုင်ငံထုတ်ဘိန်းလို့လို့ထိုင်းရမဟုတ်ဘူးလို့လို့နဲ့เนาะထိုင်းကနေလဲထွက်တာရှိတယ်ဒါပေမဲ့တခုတော့ကွဲသွားတာပေါ့လေเนาะ NCA ကုမ္ပဏီကအခြားနိုင်ငံတွေကိုတင်ပို့ရောင်းချတဲ့ဘိန်းတွေကြတော့ तू က Chelsea နံပါတ်တွေမှာကြတော့ तू ကထိုင်းစာတွေနဲ့မဟုတ်တော့ဘူးအဲ့လိုပဲเนาะ Single Salon တွေတို့ Owner Manuel ဘုတ်တွေတို့အဲ့ဒီမှာကြတော့ तू ကအင်္ဂလိပ်စာနဲ့ဖြစ်သွားပြီเนาะ ထိုင်းပြည်တွင်သုံး domestic vein နေထိုင်းပြည်တွင်သုံး domestic vein နေရကြတော့အကုန်လုံးကထိုင်းစာနဲ့နော် ANC ကနေပြပကိုပို့တဲ့မြန်မာအပအဝင်တခြားနိုင်ငံတွေကိုပို့တဲ့ဆိုင်ကလေးကြတော့ international ကိုဖြစ်တာဖြစ်တဲ့အတွက်သူကမြန်မာစာတော့ international ကိုဖြစ်တာဖြစ်တဲ့အတွက်အင်္ဂလိပ်စာနဲ့ဖြစ်သွားပြီးထိုင်းစာနဲ့မဟုတ်တော့အဲ့ဒီမှာတချို့ကအာ BNN ပို့တဲ့ဘိန်းကြီးတို့ BNN ဘိန်းကြီးတို့အဲ့လိုမျိုးဒါတော့ပွဲစားတွေရဲ့ဟိုရှင်းပြောရင်ဈေးနှိမ်လို့ကောင်းတဲ့အကွက်ပေါ့ ဒါတော့ဒါကျွန်တော်အပွင့်လင်းဆုံးပြောတာလीเนาะအပွင့်လင်းဆုံးပြောတာအဲဆိုတော့ဒီ Honda and Six ဆိုတာဒီ distribution company တခုပဲဖြစ်ပါတယ်အဲ့တော့ Honda and Six ဘိမှုလို့အရေးတွေးလုံးဝညံ့နေဆိုတာလုံးဝမဟုတ်ပါဘူးအဓိကတော့ Honda စီးရင်ကနေအတူတူပဲထွက်လာတာဖြစ်ပါတယ် Thai Pirin Domestic သုံးဘိနဲ့ပြပောက်ပုံမဲ့ဘိဆိုပြပောက်ပုံမဲ့ဘိဆိုပြီးအဲ့လိုမျိုးပဲဒါ Thai စာနဲ့အင်္ဂလိပ်စာပဲခွဲခြမ်းစိတ်ဖြာလိုက်တာပဲဖြစ်ပါတယ် ဒါအခုလောက်ရှင်းပြတယ်ဆိုရင်ဒါ NC နဲ့ပတ်သက်ပြီးမှเนาะအကြောင်းအရာလေးဘုဒ္ဓတရားလိမ့်မယ်လို့ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျဆုံးမင်းကောင်းမှရှင်မင်္ဂလာပါခင်ဗျာ Ring 15 2025ပဲစီးလဲတဲ့လောလောဆယ်မှာ340ဝန်းကျင်စီပေါက်နေပါတယ်ခင်ဗျာကိုခန့်စုံအောင်ရင်မင်္ဂလာပါ ATV 160အပူပစ္စည်းရှာလာတဲ့ရောင်းရင်တားရှုံးလာအောင်ဒါတော့ကဒါတော်တော်ကတော့ဖြည့်ခဲ့ပြီးပြီเนาะအပူပစ္စည်းကတော့ဟိုဟွန်နာကလစ်ကိုပြီးလောက်တော့ဝယ်ရတာမလွယ်ဘူးပေါ့ဟွန်နာ ATV ကလေเนาะဒါပေမဲ့ဝယ်လို့မရဘူးလားဆိုရင်ဝယ်လို့ရပါတယ်နည်းနည်းလေးတော့အချိန်ပေးရတာပေါ့เนาะအချိန်ပေးရတာပေါ့ဟုတ် ဘဝကဒီလိုပါပဲအကောင့်မှရှင်မင်္ဂလာပါ Dream 1 to 5 model 2020အတက်ဘယ်ဈေးရှိမလဲတဲ့ license ပါတဲ့ဟုတ်ကဲ့ Dream 1 to 5 Dream 1 to 5 2020 model ဆိုရင် license ပါဆိုရင်ဘိန်းကျော်ပေါ်မှာ motive ပြီးမှတင်းတရာတပတ်လဲတင်းတရာကြိုကြိုလောက်မှာတော့ရှိနိုင်ပါတယ်ခင်ဗျကိုဝင်းထင်ရင်မင်္ဂလာပါ Vanelli တဲ့300နင့် S အဆင်ပြေလားတဲ့စီးလို့ရောဘယ်ဈေးလောက်ရှိမလဲတဲ့ကိုဝေထစ်ရေနော် ဗနလီကလောလောဆယ်မြန်မာပြည်ကိုလည်းအတက်မဝင်တော့ဘူးအဲ့တော့အဟောင်းဘိန်းကြီးကလည်းဘယ်စည်းပေါက်နေပြီလဲဆိုတာကျွန်တော်လည်းကကနနာမသိဘူးဖြစ်နေတယ်ပေါ့နော်ဒါကျွန်တော်အပွင့်လင်းဆုံးပြောပြတာပါခင်ဗျာကုတင်မောင်ရေမင်္ဂလာပါ2021ဆယ်လာပိုင်းကတဲ့လိုင်စင်တန်းကုန်တာတဲ့ဦးနာဘုတ်ကပြောက်သွားပြီလိုင်စင်လောက်ရင်ရသေးလားတဲ့ဘယ်လောက်ကုန်ကြနိုင်မလဲတဲ့โอเคเนาะအဲ့တော့ဒါ2021ဆယ်လာပိုင်းက ။ဥနာဘုတ်ပြောက်သွားဆိုတော့အဲ့မှာတက်တန်းကုန်ပြီလို့လည်းပြောထားတယ်။အဲ့တော့27ဆယ်လာပိုင်းဆိုရင်ကျွန်တော်တို့ချိန်ကြည့်အောင်အခုဘလောက်ကြာသွားပြီလဲပေါ့နော်။27 22 23 24 25။အော်အခု25ဆယ်လာပိုင်းမပြည့်သေးဆိုတော့၄နှစ်ထဲတော့ရောက်သွားပြီ။အဲ့ဒါဆိုတော့နော်ကိုကအဲ့ဆိုတော့ license ပါ license ဆိုင်ကလေးရဲ့ license တက်တန်းဒီ license တက်တန်းတစ်ခါတော့ရဲ့နှစ်နှစ်တက်တန်းပေးထားတယ်သူကအဲ့ဒါအောင်မှတက်တန်းတိုးတာဒီ တတန်းစတိုက်မတိုးပဲ9နှစ်ပြည့်သွားပြီဆိုတာနဲ့အလိုလျောက်ဝက်တော့ဖြစ်သွားပါပြီအလိုလျောက်လိုင်စင်မဲ့ဖြစ်သွားပါပြီဒါတော့9နှစ်စတိုက်တတန်းမတိုးရင်ပေါ့နော်9နှစ်ပြည့်ဖို့တစ်ရက်ပဲလို့လို့နှစ်ရက်ပဲလို့လို့တတန်းတိုးရဲဆိုရင်ဒါလိုင်စင်အမြန်တိုးလို့ရပါတယ်အကျုံးဝင်ပါသေးတယ်လိုင်စင်ပါလို့အကျုံးဝင်သေးတယ်ဒါကျွန်တော်ကိုယ်တိုင်တွေ့ဘူးတယ်ကျွန်တော်တငယ်ချင်းရဲ့အုံနာဘုတ်ဟိုးအရင်နှစ်ကအရင်နှစ်ကနော်တတန်းကုံလို့တတန်းတိုးပေးအောင်နဲ့ဘယ်နှစ်ဆက်သွားမှလဲဆိုတော့ကြည့်တော့9နှစ်ပြည့်ဖို့3ရက်ပဲလို့တော့ ငါးနှစ်ပြည့်ဖို့၃ရက်ပဲလို့တော့နော်ကံကောင်းတယ်အဲ့ဒါချစ်ချင်းအဲ့၃ရက်လို့မှအမြန်အပ်လိုက်လို့တက်တန်းတိုးလို့ရသွားတယ်အဲ့ဒီ၃ရက်နောက်ကျနေသူ့ရဲ့ဆိုင်ကယ်ဒီအလိုလျောက်အော်တိုဝက်တောက်ဖြစ်သွားမှဖြစ်ပါတယ်နော်ကံကောင်းတယ်နော်ဝန်နာကလစ်ဆိုင်ကယ်ကြီးနှမျိုးစရာကြီးဝက်တောက်ဖြစ်သွားလို့ရတော့လိုင်စင်တွေကမချပေးချိန်မှာနော်ဝက်တောက်ဖြစ်သွားနှမျိုးစရာကြီးအဲ့ဒါဆိုတော့အခုမေးထားတဲ့ question လေးမှာဆိုရင်နောက်27ဆယ်လာပိုင်းကတက်တန်းကုန်တာဖြစ်တဲ့အတွက်အခုက၄နှစ်တည်းပဲရှိပါသေးတယ်တက်တန်းတိုးမယ်ဆိုရင်အခုချိန်တိုးလို့ရပါသေးတယ် အဲ့တော့နောက်ထပ်၅နှစ်ပြည့်ကနေဒီပိုင်းသွားမဆောင်နဲ့တော့အခုချိန်မှာမြင်မြန်တိုးထားပါအဲ့ဆိုတော့တက်တန်းတိုးရင်တော့ဒါတူက၄နှစ်တောင်ပြည့်နေပြီဆိုတော့တက်တန်းကတော့30တပြိုင်နဲ့တိုးလိုက်ပေါ့နော်30တပြိုင်နဲ့6နှစ်စာတပြိုင်နဲ့တိုးရမှာဖြစ်ပါတယ်အဲ့ဆိုတော့ဒါတက်တန်းတိုးရင်တော့ဒါတက်တန်းတိုးတက်တန်းတိုးကြီးရတော့ဒါကညနာသူတတ်မှတ်တဲ့အခွင့်အုံသားတွေရှိပါလိမ့်မယ်အဲ့ဆိုတက်တန်းတိုးမယ်ဆိုရင်တိုးလို့မိပါသေးတယ်မြင်မြန်တိုးထားပါလို့ပဲကျွန်တော်ကတော့အကြံပြုတိုက်တွန်းချင်ပါတယ်ကုတင်မောင်ကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ တုံတရမြန်မာကောက်မိုက်ရှင်မင်္ဂလာပါဆိုင်ကလုံးပယ်စည်းလေးတဲ့ဆိုင်ကလုံးက PNC ဆိုင်ကလုံးလေးတွေဆိုရင်လောလောဆယ်330ဝန်းကျင်မှာဈေးပေါက်နေပါတယ်အရင်တော့မှ28သိန်း8000ပဲရှိပါတယ်ခေါ်တော့ဈေးတက်တော့ပါပြီ330တောင်နည်းနည်းလေးစွန့်လိုက်ပါတယ်ခင်ဗျာဆောင်ရှမ်းဆိုင်ကလုံးလေးဆိုင်တော့နောက်ဆက်ခွင့်မော်ဒယ်ကို330ကြော်ကြော်လေးမှာဈေးပေါက်နေပါတယ်နောက်ဆက်ချက်မော်ဒယ်ဆိုရင်တော့38သိန်း38သိန်းအဲ့ဒီတပတ်လန်မှာဈေးပေါက်နေပါတယ်ခင်ဗျာလာပြည့်ဝင်းကြီးတော်တော်ကဖြည့်ပေးလိုက်ပြီနော် ကိုတော်ကြီးမင်္ဂလာပါခင်ဗျာအမြဲကြည့်ရှုနားဆင်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာဦးယမင်းကြီးမင်္ဂလာပါ new ambo way of our wonder နဲ့ spoke နဲ့မလာတော့ဘူးလားတဲ့ဟုတ်ကဲ့ spoke နဲ့ကအရင်ကတော့ထွက်သေးတယ်နောက်ပိုင်းတလက်နဲ့ပဲဝင်တော့တယ်ဒါ spoke နဲ့လည်းဒါနောက်ပိုင်းတိတ်မကြခင်မှာဝင်လာဖို့တော့ရှိနိုင်ပါတယ်တိတ်မကြခင်မှာဝင်လာဖို့တော့ရှိပါတယ်ခင်ဗျဟုတ်ဦးယမင်းကြီးကျေးဇူးတင်ပါတယ်ခင်ဗျเนาะ ိုလွန်မိုးဟိုင်းရင်မင်္ဂလာပါတရုတ် dream 125ကျွဲစည်းလေးတဲ့တရုတ် dream 125တဲကဘယ်ဒီဇိုက်ကိုပြောရလဲပေါ့နော် brand name လေးရောတစ်ချက်လောက်ရေးပေးပါအောင်ခင်ဗျာကိုအောင်ရင်မင်္ဂလာပါ dream 125 2020ဆိုဘယ်လောက်ရှိနိုင်မလဲတဲ့ဟုတ်ကဲ့ dream 125 2020ဆိုရင် honda dream ဆိုရင်တော့ license ပါဆိုရင်ဘိန်းကျောက်ဘက်မှာ multi-bi မှာ380တပတ်လေးလောက်မှာဈေးပေါက်နိုင်ပါတယ်ခင်ဗျာ ပြည်သူတက်စော်အကောင့်ပိုင်ရှင်မင်္ဂလာပါ share room ဝယ်စီဖို့စီစဉ်နေတာပါတဲ့ engine wine တစ်ခါလဲရင်ဘယ်လောက်ကုန်ကြနိုင်မလဲတဲ့ဟုတ်ကဲ့ share room ဘိန်းနေဒီเนาะ engine wine ကဘိန်းကြီး engine wine လဲရတာပဲဖြစ်ပါတယ်အဲ့တော့ engine wine တစ်ခါလဲရင်သူကနော်တတ်မှတ်တဲ့ကီလိုမီတာရှိတယ်တချို့ကလည်း1လီတာတချို့ကလည်း1.5လီတာတချို့ကလည်း2လီတာဘိန်းမျိုးစားနဲ့ engine power မူဘိန်းမျိုးစားနဲ့ engine power ပေါ်မူတည်ပြီးမှလဲရတဲ့ engine wine အမောင်းကလည်းမတူဘူးဖြစ်ပါတယ်အဲ့တော့လက်ရှိမှာတော့ engine wine နေဒီเนาะ ချက်3000ဝန်းကျင်ကနေစပါမယ်เนาะတစိုက်ကောင်းရင်ကောင်းတော့တချို့ engine wine တွေချက်9000ချက်6000လောက်ထိဈေးပေါက်တဲ့ engine wine တွေလည်းရှိပါတယ်အဲ့ဆိုတော့တေချာတကွတော့ဘိန်းကြီးဖြစ်တဲ့အတွက် engine wine အကောင်းဆုံးမှာပဲဖြစ်ပါမယ်။အဲ့တော့မှ1.5လီတာတို့2လီတာတို့အဲ့လိုမျိုးထည့်ရတာတွေလည်းရှိကောင်းရှိနိုင်တဲ့အတွက်တေချာတကွဒီနော် engine wine လဲကဒီအနည်းဆုံး9000မဟုတ်ရင်16000ဝန်းကျင်လောက်ရန်ထားရမှာပဲဖြစ်ပါတယ်။ဟုတ်အခုလောက်ရှင်းပြရင်အပြေလေးရမထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကိုတည့်ရင်မင်္ဂလာပါဟွန်တာဝင်းအတွက်ကမော်ဒယ်အစ်စ် brand new ဝင်မှုရှိလာတဲ့လလုံးစဲတော့ဝင်မှုမရှိသေးပါဘူးခင်ဗျာဘာလို့လဲဆိုရင်တော့ဒါမြန်မာနိုင်ငံမှာလလုံးစဲတင်တွန်းခွင့်တွေကဆိုင်ကတင်တွန်းခွင့်တွေကပိတ်ထားစေဖြစ်ပါတယ်အဲ့တွက်နောက်ပိုင်းဒါဆိုင်ကတင်တွန်းခွင့်တွေပြန်ဖွင့်ရင်တော့လေအစ်စ် brand new ဝင်လာကောင်းဝင်လာနိုင်ပါတယ်လလုံးစဲတော့အစ်စ်ဝင်မှုအလားအလာမရှိသေးပါဘူးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ ။ဦးလေးထွန်းလေးကောင်းမရှင်မင်္ဂလာပါ။ Super Gat 2024 model အခုဘယ်စည်းပေါင်းနေလဲတဲ့။ဟုတ်ကဲ့။ Super Gat တရုတ်ဘိန်းတွေကတဲ့သူမေးထားတာ။ကျွန်တော်ဟိုရပိုင်းကပဲ Camish Cap Pro စံကလေးကိုဒါကျွန်တော် brand new တင်ပေးထားသေးတယ်။အဲ့ဒါလေးကတော့2024 model ပဲဖြစ်ပါတယ်။ဈေးနှုန်းလေးကတော့လောလောဆယ်မှာ48သိန်း8000ဝန်းကျင်မှာဈေးပေါင်နေပါတယ်။ဒါကတော့ license ပါဈေးလေးပါခင်ဗျာ license ပါဈေးလေးပါ။နောက်ပိုင်းဒါ Camish Cap Pro ကနေနောက်ထပ် EFI နဲ့တိတ်မကြခင်ဝင်လာဖို့ရှိပါတယ်အခုလက်ရှိဈေးကွက်ထဲမှာရှိနေတာကတော့ Carburetor Type နဲ့ပဲဖြစ်ပါတယ်ဒါတိတ်မကြခင်မှာတော့ EFI Type နဲ့ထပ်ပြီးမှဝင်လာဖို့ရှိတယ်အဲ့လိုမျိုးဝင်လာရင်တော့ကျွန်တော်ထင်တဲ့ဈေးတန်းကတော့နော်350ကျော်မှသိကြပါတယ်ဘာလို့လဲဆိုရင် Carburetor Type တောင်မှ48သိန်းကျော်နေတာ ဖြစ်တဲ့အတွက် EFI Type နဲ့ဆိုရင်တော့350ကျော်မှအသေးချပါပဲအဲ့ဒါဆိုတော့ကိုက EFI တိုင်းနဲ့စီးကျင်နေเนาะ design တဲ့ model တဲ့ brand new ကိုကီလို zero license ပန်းနဲ့စီးကျင်နေဆိုရင်တော့တိတ်မကြခင်မှာထွန်းတိတ်မကြခင်မှာထွက်ရှိမဲ့ Camesh Cap Pro T125 Sangay ရဲ့ EFI တိုင်းလေးကိုเนาะမျောလင်းဆောင်ဆိုင်ပေးကြပါအောင်လို့ဒါကျွန်တော်ကတော့ကြိုတင်သတင်းကောင်းပတ်ထားကြပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ shubudali ကောက်မိုင်ရှင်မင်္ဂလာပါခင်ဗျာ ဆရာလေးရေးတဲ့တနေ့အားပေးမင်းတော့ဟုတ်ကဲ့အားပေးပါအောင်ခင်ဗျာကျေးဇူးပါခင်ဗျာတနခမ်းမြို့တော်ကောင်းပိုင်ရှင်မင်္ဂလာပါကမ်ဘူဆိုင်ကလက်ဟောင်းနေဗဲစီပေါင်းနေလေတဲ့ကမ်ဘူဆိုင်ကလက်ဟောင်းနေဆိုရင်တော့ဒါမော်ဒန်နိုင်နေပဲရှိမယ်ပေါ့နော်မော်ဒန်နိုင်နေကတော့မော်ဒန်နဲ့ဘိန်းကျော်ပေါ်မှာမူတည်ပြီးမှနော်ကျန်18ဒိုင်း18ဒိုင်းအဲ့ဒီတပတ်လေလောက်ကနေဒါ3 30အောက်တူရှိမယ်ဒလောဆယ်မော်ဒယ်တက်2025မော်ဒယ် brand new kilo 0နဲ့ license ပါဆိုရင်တော့ကမ်ဘူဆိုင်ကလက်ဟောင်း 15RD လောလောဆယ်မှာ340ဝန်းကျင်ဈေးပေါက်နေပါတယ် ဒါကတော့အာဘိန်းပေါ့နော်အာဘိန်းမဟုတ်ဘူးကြားရရစီစိုင်းတို့ဝန်တန်းတို့ဆိုရင်တော့38သိန်း38သိန်းအဲ့ဒီတပတ်လည်းမှဈေးပေါက်နိုင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်တနခါမြို့တော်ရင်နော်ကွန်မြူချီမင်္ဂလာပါလက်မှတ်အတွက်မစင်ဂျာမှာပို့ထားတာလေဟုတ်ကဲ့ကြည်ပေးမယ်နော်ကျွန်တော် live လေးလွှင့်နေလို့ပါခင်ဗျခဏနေကြည်ပေးမယ်နော်ကျေးဇူးပါခင်ဗျ ဦးလေးထွက်လေးရေမင်္ဂလာပါထိုင်းမှာဘာလို့ဇေတတာနေလာရလဲတဲ့ဟုတ်ကဲ့ထိုင်းမိန်ဆိုင်ကလေးကတော့ထိုင်းမှာပို့ပြီးမှဇေတတာမှာပါနော်ဘာလို့လဲဆိုရင်မြန်မာနိုင်ငံမှာကထိုင်းမိန်ကြီးကိုတကူးတကူးတကတင်သွင်းရတာဖြစ်တဲ့အတွက်ဒါတော့ထိုင်းကတော့ပို့ပြီးမှဇေတတာပါလိမ့်မယ်နော်မင်းဝနာကျော်ကောင်းမရှင်မင်္ဂလာပါကလစ်150အနောက်ကတဲ့180 စာရိုက်တဲ့ကလစ်160အတွက်ရှေ့ဘင်းကလည်း180 14 site ပြားတဲ့အဲ့ဒါဟိုတဲ့150အနောက်မှာတက်လို့ရလားတဲ့ဟုတ်ကဲ့ဟိုပုံမှန်တော့ဒါတွေက site တူရင်တော့တက်လို့ရတယ်ဒါပေမဲ့တခုရှိနေတာကျွန်တော်တီးတဲ့လောက်ကခုနကလစ်150 tire site ဒါသူရဲ့ site ကတော့ဟိုတူနေလို့တော့ကိုမင်းဝန်းနာကျော်ပြောထားတယ်ကျွန်တော်တီးလောက်ကကလစ်160 tire တွေကအရင်နဲ့ site ကကြီးလွန်းတယ် ကြီးလွန်းတယ်125တို့150တို့နဲ့မတူဘူးအဲ့တွေ့ကောင်းတာတော့160ဆိုရင်160တာပဲဝယ်ထည့်ပါခင်ဗျာเนาะဒီ150တို့ဆိုရင်150တာပဲဝယ်ထည့်ပါ site ကမတော်တတ်ဘူးခင်ဗျာကျွန်တော်ဒီလောက်က160တာ site ကြီးကြီးတယ်အလုံးကြီးတယ်ပေါ့เนาะသူပြက်ကြီးတယ်ပေါ့ပြက်ကြီးတယ်ပေါ့အဲ့လိုမျိုးပါခင်ဗျာဆိုင်အောင်မြင်မြန်ကောင်းမှရှင်မင်္ဂလာပါ7000နဲ့2020 27ဘယ်စီးဒီပေါက်နေပြီလဲတဲ့ဟုတ်ကဲ့ စက်တထောင်တွေကနော်၂20 model ဆိုရင်လောလောဆယ်ဘိန်းကျောပေါ်မှာမူတည်ပြီးမှနော်3400နေ3500ကျားဈေးပေါက်နေမှာတေးကြပါတယ်ဒါတော့2020ရော2021 model ကိုအဲ့ဒီဈေးဖြစ်နိုင်ပါတယ်ခင်ဗျဘာလို့လဲဆိုရင်2018 model တောင်မှဘိန်းကျောပေါ်မှာမူတည်မှ350နေ400ကျားလောက်မှာဈေးပေါက်နေတာဖြစ်ပါတယ်အဲ့ဆို2020 model ဒီတေးကြပေါက်ကအနည်းဆုံး3400နဲ့အထက်ရှိမှာတေးကြပါတယ်ခင်ဗျဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျ မြတ်သူအကောင်းမရှင်မင်္ဂလာပါအပိနေပါတယ်ကျေးဇူးပါခင်ဗျာကုကျော်စင်ဝင်းမင်္ဂလာပါကလစ်1